အားလုံးပဲမင်္ဂလာပါအစီအမံစေဝါကျွမ်းကျင် အကူတင်တဲ့ free online course တရားနေ့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ lesson 4ကိုစာလိုက်ကြရအောင်နော် lesson 4ကဘာအကြောင်းလေးပြောတော့မှလဲဆိုရင် OTC ဆိုတဲ့ဈေးနေပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ prescription drugs တဲ့အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ် OTC ပေါ့နော်ဒီ category တွေခွဲခြားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အမျိုးအစားအုပ်စုအနေနဲ့ဆရာတော့10မျိုးခွဲခြားထားပြီးရယ်ပေါ့နော်10မျိုးခွဲခြားထားပြီးရယ်အဲ့ဒီ pharmacy aid တွေကကြတော့ဒါကိုသိဖို့သိရမယ်ပေါ့နော်ဒီ10မျိုးအုပ်စုကဘာတွေလဲဆိုတဲ့ဟာကိုပြောသွားပါဖြစ်ပါတယ်အဲ့တော့ဒီ series ကကြတော့တတော်များ OTC ဆိုတာကကြတော့ over the counter ပေါ့နော် over the counter ဆိုတာဒီဆရာဝန်ရဲ့ prescription မပါဘဲနဲ့ဒီ ဈေးဆိုင်ကနေပြီးတော့မှညွှန်ပေးလို့ရတယ်ဒါတွေကတောက်လို့ရပါတယ်ဆိုတဲ့ဟာတွေကိုပေးလို့ရတယ်ဈေးအမျိုးအစားတွေဖြစ်တယ်ပေါ့နော်ပထမဆုံး category တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင် pain and fever medicine ပေါ့နော် pain ဆိုတာကကျတော့နာကျင်ကြိုက်ခဲတာကြိုက်ခဲပြောက်ဈေးပေါ့နော်နောက်တစ်ခုကကျတော့ fever medicine ဆိုတော့ဖျားတဲ့သင်္ကြန်တောက်တဲ့ဈေးတွေပေါ့နော်အဲ့တော့မြန်မာမှာဆိုရင်တော့ common ဖြစ်တာကတော့ paracetamol ပေါ့နော်နောက်တစ်ခုပါကျတော့ ibuprofen ibuprofen ကကျတော့ အရင်ကြီးဟွာပေါ့နော်အဲပါစီတမောလောက်တော့ဒီကောင်းမမဖြစ်ဘူးနော် ibuprofen ကျတော့လည်းပို့ပြီးတော့ပြင်းတယ်ပေါ့ပြင်းတယ်ပြင်းဒီဟာ with caution ဆိုတော့သတိထားပြီးတော့လောက်ရမယ်ဘာတွေသတိထားရမှာလဲဆိုတော့ဆိုတော့ဒီအရှိအဲဒီ basic သင်ခန်းစာမှာတုန်းက basic course မှာတုန်းကဆိုတော့ပြောခဲ့တယ်နော်ဒီဒီမျိုး pain killer တွေတောက်တဲ့ဆင်ကြလို့ရှိရင်အစာအိမ်ကိုထိခိုက်စေတယ်ဆိုတဲ့အကြောင်းကိုပြောခဲ့ပေါ့နော်အဲ့အစာအိမ်ကနာရှိပြီးရအခန့်ရှိတဲ့လူဆိုရင်နော် ဆိုတော့ဒီ ibuprofen ပေးရတယ်ဆိုလို့ရှိရင်ပိုဆိုးလာနိုင်တယ်နော်ပိုဆိုးလာနိုင်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးတွေသုံးမယ်ဆိုလို့ရှိရင်တော့ဒီ caution အနေနဲ့သုံးရမယ်နော်အဲဆို paracetamol ကဘာဖြစ်လဲဆိုတော့ paracetamol ကတော့တကယ်တမ်းအရင်ကြီးလိုလိုမျိုးပေါ့နော် bite နာစီတဲ့ effect ကမရှိဘူးပေါ့နော်ဒီအစာအိမ်သာရှိတဲ့လူတွေတောင်မှ paracetamol တောက်တယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးအဆင်ပြေနော်အဲအဲ့အကြောင်းလို့ဒီ paracetamol ကတော့ပုံပြီးတော့တင်းတော့တယ်။ hypoprofen ကတော့နည်းနည်းတတိထားပြီးတော့မှတောင်းရမယ်အစီအဖြစ်တယ်ပေါ့နော်။ ော့ဒီဟာလေးတွေကတခြားရောဒီပါစီသမောက်ရောတရက်ကိုအများကြီးတောက်လို့ရလားဆိုတော့မဟုတ်ဘူး dose limit တည်းရှိရေပေါ့နော်ပြီးရင် avoid combining မှာဒီပဲပါစီသမောက် product ဆိုတာတခြားပါစီသမောက်ပါတဲ့ product တွေနဲ့ရှိတခြားဒီအကန့်ခဲပြောင်းစီနဲ့ပေါင်းစပ်ပြီးပေးရခြင်းကြောင့်လို့ရှိရင်တော့တတိထားရမယ် overdose ဖြစ်တယ်ပေါ့နော်ဒီပါစီသမောက် overdose တွေပါလေရှိပေါ့နော် အဲ့တော့ those တွေဘယ်လိုတောင်းရမလဲဘယ်လိုတောင်းသင့်တယ်ဘယ်လိုရှိတယ်ဆိုတဲ့ဟာတွေကတော့ဆိုတော့နောက်ကျအသေးစိတ်ပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကတော့ category 1မှာပါ category 1မှာဆိုရင်ဆိုတော့ pain နဲ့ fever medicine ပတ်ထားရမယ်နော်အဲ့ဒီ category 2ကကျတော့ cough and cold medicine နော် cough ဆိုတာကျတော့ချောင်းဆိုးရယ်ချောင်းဆိုး cold medicine ဆိုတော့ဒါဆရာဒီအေးမီးတဲ့ဆင်ကြရင်တောက်တဲ့ဆေးကိုဆိုလိုတာဖြစ်ပါတယ်ချောင်းဆိုးတာမျိုးတွေအေးမီးလို့ ဒီချွဲတလေးထွက်တာမျိုးလေးဆိုလို့ရှိရင်တော့ဒီဈေးတွေပေါ့နော်အဲ drive off ဒီဈေးရဲ့အမျိုးအစားတွေကဘာလဲဆိုလို့ရှိရင် drive off ချောင်းချောင်းဆိုတာမျိုးနော် protective off ချွဲတလေးပါပြီးတော့ဆိုတာမျိုး antihistamine and flu ပေါ့နော်ဒီဒီ for flu ဆိုတာကျတော့ flu ဆိုတာကျတော့ဒီဒီမျိုးဒါလေယာရီတုပ်ကွေးကိုခေါ်ပါနော်ယာရီတုပ်ကွေး ဒီဟာလေးတုတ်ဝေးမှာဆိုလို့ရှိရင်တုတ်ဝေးဖြစ်ပြီဆိုရင်တော့လူတွေကချောင်းဆိုးကြရတယ်။နောက်တစ်ခါကျတော့နာလဲစီးရပေါ့နော်။နာစီးရဆိုလို့ရှိရင်ဆိုတော့ဒီ antihistamine ကိုပေးထုတ်ရတယ်ပေါ့နော်။ဒီ antihistamine ကလည်းအရင် basic course မှာတော့ထည့်ပြောပြီးသားပဲနော်။အဲ safety အနေနဲ့ဆိုလို့ရှိရင်ဆိုတော့ဒီအတန်းနည်းနည်းအောက်ကလေးလေးဆိုရင်ဒီချောင်းဆိုးပြောင်းစီကိုရှောင်ရမယ်။နော်ကိုယ်တိုင်မပေးရအောင်နော်။ပေးလို့မရတာမဟုတ်ပါဘူး။ဆရာဝန်တွေကတော့ဒီအဆင်ပြေတဲ့ဆေးကို ဒီကလေးနဲ့ဆိုင်တက်ဆိုင်တဲ့ဟာလေးကိုညှို့ပေးလို့ရပါတယ်ဆရာဝန်အနေနဲ့ပေါ့နော်ဒါကွာဖာမစစ်အနေနဲ့ဆိုလို့ရှင်တော့အသက်နည်းနည်းအောင်ဆိုရင်ဒီလူမျိုး၆ဆိုးပြောက်စီတွေကိုကိုယ်တိုင်ပေးရတယ်ချောင်းအောင်နော် avoid sedating antihistamine for driver ပေါ့ကားမောင်းတဲ့လူတွေကားသမားတွေဆိုလို့ရှင်တော့ sedating drug တွေဖြစ်တဲ့ main စီတွေပေါ့နော်အိမ်ငိုက်စီတဲ့ antihistamine တွေချောင်းအောင်ပေါ့နော် category 3ရကြတော့ဆိုတော့ digestive system အတွက်ကိုပေးတဲ့ဆေးပေါ့နော် ဲ့တော့အစာအင်စည်တွေဖြစ်မယ်။လေပွားရင်တောက်တဲ့စီအက်ဒက်စစ်တွေဖြစ်မယ်။နောက်တစ်ခါကျတော့ဆိုတော့ ORS ပေါ့နော်ဒီဓာတ်စာတွေပေးလို့ရတယ်။ပြီးရင် anti diarrhea basis ဆိုတော့ဒီဝင်းပိတ်ဆေးတွေပေးလို့ရတယ်။ loperamide တို့ပါလို့နော်။မမီတွေမယ်ထင်တယ်နော်။ loperamide တို့ပါလို့ပေးလို့ရမယ်။ important ဆိုတော့ဒါနည်းနည်းရေးကြည့်တဲ့ဟာသတိထားမယ်ဟာကျတော့ reflex symptom ဆိုတာကျတော့ဒီ digestive system မှာပဲ reflex symptom ဆိုတာပြောရမှာမဟုတ်ပါဘူး reflex symptom ဆိုတာဆေးတောက်လိုက်လို့မူလာတာမျိုး ပုံမှန်မဟုတ်တဲ့ side effect မဟုတ်ပဲねဘောเนาะတခုခု damage တဲ့ပုံစံမျိုးဖြစ်လာတာမျိုးရှိရဆိုလို့ရှိရင်เนาะအဲ့လိုမျိုးဖြစ်ပြီးရဆိုလို့ရှိရင်เนาะဒါ pharmacist နဲ့တိုင်ပင်ပြီးပါပဲဒီ series ပေးရမှာဖြစ်ပါတယ် category 4ကကြတော့၄ခုမြောက်ဘောเนาะ၄ခုမြောက်အုပ်စုကကြတော့ skin medicine လို့ခေါ်ပါတယ် skin medicine ဆိုတာเนาะအရေးပြားမှာလိမ့်နဲ့ဆေးတွေဘောเนาะအဲ့အားတွေပေးလို့ရတဲ့ဟာ calamine လို့ anti fungal ဆိုတာမိုမိုယောဂါတွေဖြစ်လာပြီး ရားတာတွေဖြစ်လာပြီဆိုရင်တော့လိမ့်ဆေးတွေပေးလို့ရမယ် hydrocortisone ဆုံးပေါ့နော် hydrocortisone ပါတဲ့ဆေးတွေလည်းပေးလို့ရပါတယ် short term only ပါဒါအမြင်နဲ့အကြာကြီးလိမ့်လို့လိမ့်ပါလို့ပြောလို့မရပါဘူးဒီဟာလေးကတော့ရက်တူလေးပဲလိမ့်ရမယ်ပေါ့နော် one in အနေနဲ့ဆိုရင် do not mix steroid cream ပေါ့နော် steroid cream နဲ့ anti fungal cream ကိုနောက်ခုပေါင်းပြီးတော့မှပေးရမျိုးတော့လုပ်လို့မရအောင်ပေါ့နော် category 5အနေနဲ့ဆိုလို့ရှိရင်တော့ allergy medicine ပေါ့နော် allergy ဖြစ်တဲ့အချိန်ကြာလို့ရှိရင်ဆိုတော့တောက်ရတဲ့ဆီးလေးပေါ့ allergy ဖြစ်တဲ့အချိန်ကြာရင်တောက်ရတဲ့ဆီးလေးက citrulline ပါမယ် loratadine ပါမယ်နောက်တစ်ခုရှိသေးတယ်နော် clofeniramine ပေါ့နော် clofeniramine ဆိုတာဗာမီတုံပေါ့နော်ဗာမီတုံလည်းဒီဟာဒီဆီးအုပ်စုထဲမှာထည့်လို့ရပါတယ်အဲ့ဒီဆီးတောက်တယ်ဆိုရင်နော် citrulline ဆိုတာတော့ hm ပဲပေါ့နော် hm နန်း citrulline တချို့ကြတော့ဒီ loratadine မျိုးပါတော့တောက်တယ်ဆိုရင်နော် ဒီအိတ်မငိုက်ဘူးလို့ပြောကြရပါတော့ချိုးကြတော့လည်းဒီຢာတွေတောက်တယ်ဆိုတော့မာပဲတောက်တော့အိတ်ငိုက်တာပါပဲနော် category 6အနေနဲ့ဆိုလို့ရှိရင်နော် vitamins and supplement နော်အားစီအားစီအုပ်စုတွေဆိုလို့ရှိရင်ဒါကအစင်ပြေလို့ကြည့်ပြီးတော့ပေးလို့ရပါတယ်အားစီတွေကကျတော့ B complex ပါတဲ့ဟာမျိုးနော် B12 နော် PPO တို့ပါတော့အကုန်လုံးပေါ့ရှိတယ်ပေါ့နော်အဲအဲဟာလေးတွေပေးလို့ရတယ်နော်ခေါက် vitamin C ဗိုင်တာမင် C ဆိုလို့ရှိရင်လည်းဒီဗိုင်တာမင် C 900အားလာရှိရတထောင်အားလာရှိရပေါ့နော်အဲအဲ့အားလေးရယ်စင်ပြေတဲ့အားလေးကိုကပေးလို့ရပါတယ် Iron supplement ဆိုတော့တန်တက်ပါတဲ့ဆေးတွေပေါ့နော်တန်တက်ပါတဲ့အားဆေးတွေကကျတော့ဒီအမျိုးသမီးတွေမှာတချို့ကိုဝင်ဆောင်တွေမှာဆိုလို့ရှိရင်ဒီတန်တက်ပါတဲ့အားဆေးတွေတောက်ဝတ်တောက်အောင်ပဲပေါ့နော်ဒါဆိုလို့ရှိရင်ကိုကတရားကိုပေးလို့ရပါတယ်နော်တရားနောက်တစ်ခုကကျတော့ဒီသတိထားရမယ့်ဟာတော့ဗိုက်တာမင် B ကတော့မတည့်တဲ့လူများရတယ်ပေါ့ ဘာမလဲလို့မျိုးမတည့်တဲ့လူဆိုလို့ရှိရင်ဒီ vitamin B complex ကိုပေးလို့မရပါဘူး category 7ကကြတော့ဒီမျက်လုံးနဲ့ပတ်သက်တဲ့မျက်စင်းတွေအကြောင်းပေါ့နော်မျက်စင်းတွေပါတဲ့အုပ်စုအဲအုပ်စုကဆိုလို့ရှိရင်ကွာအာ တိုင်းပေးလို့ရတဲ့အုပ်စုလေးတခြားစီးတွေလည်းရှိရပါတော့။အဲ့ဒါဘာလဲဆိုရင်ဒီမြက်စင်စီအစိမ်းရောင်လေးပေါ့ဗီရိုဒိုလို့ခေါ်တဲ့ဟာလေးပေါ့နော်။အဲ့အဲ့ဒီဟာလေးတွေဆိုလို့ရှိရင်တော့ဒါဆရာဝန်ညွန်ကြားချက်မပါဘဲနဲ့လည်းကိုယ်ပေးလို့ရပါတယ်။အဲ့တော့မြက်စင်ဆိုင်တော့မဟုတ်ဘူးနော်။တချို့မြက်စင်တွေကအန်တီဘိုတစ်ပါတဲ့မြက်စင်တွေရှိတယ်။ဒါဆိုရင်တော့ဆရာဝန်ညွန်ကြားချက်ပါမတာလေးပေးလို့ရတဲ့စီးတွေပေါ့နော်။နောက်တစ်ခုကကျတော့ဒီ artificial tear for eye drop ဆိုလို့ရှိရင်လည်းဒီမျက်ရည်အတူတူခေါ်တာပေါ့။ ော်ညလုံး6ကတ်တဲ့လူတွေပေါ့ညလုံးကျင်းတဲ့လူတွေမှာဆိုလို့ရှိရင်ဒီအတွက်ကိုပေါ့နော် artificial တရားတွေထုတ်ထားရှိရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆရာဝန်ညွန်ကြားချက်မပါဘဲနဲ့လေပေးလို့ရတယ်ပေါ့နော်အဲ့တော့ပေးမယ်ဆိုရင်တော့ဒီ expiry date တွေလည်းစစ်ဆေးပေးလို့ရမယ်ပြီးလို့ရှိရင် let the border test the eye ပေါ့နော်ဒီမျက်မျက်လုံးနဲ့ဒီ border နဲ့မထီအောင်ဆိုရဲဟာလည်းမာလို့ရတယ်ပေါ့နော် red eye plus pain ဆိုလို့ရှိရင်เนาะဒီမျက်စိနာလဲနာရဲ့ မျက်စိကြောင်လဲအောင်လဲဆိုလို့ရှိရင်တော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲပေးရမှာဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း pharmacist လို့ခေါ်တဲ့ဒီစီးပွားပညာရှင်တွေကနေပြီးတော့မှညွှန်ကြားတဲ့ဆီကိုပဲခက်ခိုင်းတင်တယ်ပေါ့နော် category 6အနေနဲ့ဆိုရင်ဆိုတော့ first aid item တွေပေါ့ first aid item တွေရှေးဥတုနာပြုအနေနဲ့အဲ့တော့လှုပ်ရတဲ့ဟာဒီပတ်တီတွေပေါ့နော်ပတ်တီတွေဝါကွန်းတွေတိတ်တွေနောက်တစ်ခုကကျတော့ဒီ anti septic လို့ခေါ်တဲ့ beta din လို့ပါတော့အဲ့အရာတွေကတော့ ဟိုကရောင်းပြလို့ရရယ်ပြလို့ရရယ်ပေါ့နော်ပြီးတော့ခါ OIS လည်းဒီမှာထည့်ထားရယ်ရရယ်ဒါလေးလည်းပြလို့ရပါတယ်အဲ့တော့ first aid item လေးတွေတော့များဆရာဝန်ညွန်ကြားချက်မပါဘဲနဲ့ပြလို့ရတယ် description only drugs ra ကျတော့ဗာလဲဆရာဝန်ညွန်ကြားချက်ပါမှသာလင်ပြီးလို့ရတယ်စိတ်ရည်စီးရည်ဆိုတာဗာရီလဲဆိုရတာပေါ့เนาะဒါအင်္ဂလိပ်လိုရေးထားပြဖြစ်ပါတယ် POD လို့ခေါ်ရဲ description only drugs ဆိုတာကျတော့ ပြောတဲ့ဆိုလို့ရှိရင် prescription drug လို့လည်းခေါ်တယ်ဒါမှမဟုတ်လည်းရှိလား Rx လို့ရေးထား Rx H အသေးပေါ့နော်အဲ့လိုမျိုးရေးထားတဲ့ဟာဆိုလို့ရှိရင်တော့ဒီဆေးကဆရာဝန်ညွန်ကြားချက်ပါမှလာရင်ပြရမယ့်ဆေးဖြစ်ပါတယ် is a medication that by law ပေါ့နော်ဒါကဥပဒေအရ can only be legally dispensed ပေါ့ dispense ဆိုတာဒီလူနာတွေကိုပေးလို့ရတယ်ပေါ့နော်အဲတရားဝင်ပေးမယ်ဆိုလို့ရှိရင်တော့အဲ့တော့လူနာ တယောက်ကဆရာဝန်ကနေညွန်ကြားချက်ပါမှတာလဲပြလို့ရတဲ့ဟာမျိုးကိုရေးသားပေးတာဖြစ်ပါတယ်ဒါဖတ်ကြည့်လိုက်နော်အရင်ရင်းရှုပ်ပြပါဦးနောက်ဒီမှာဆိုရင် physician လို့ခေါ်တဲ့ဆရာဝန်နေပြလို့ရှိရင် dentist လို့ခေါ်တဲ့ဒီသွားတွားဆရာဝန်ကြီးပေါ့နော်တွားဆရာဝန်ကြီးကညွန်သားပေးဟိုင်ဆိုလို့ရှိရင်နော်ဒါလေးကအဆင်ပြေပေါ့နော်ပြလို့ရပါတယ်ဒီစီးရဘာလို့လဲဘာလို့ ဘာလို့ prescription only drug ဒီနဲ့ထားထားရလဲပေါ့နော်ကိုယ့်ကကိုယ်ဒီ OTC အနေနဲ့ပြေးလို့မရအောင်လားပေါ့ဘာဖြစ်လို့လဲဆိုလို့ရှင်ဒီဟာလေးကိုအချက်လေးတွေရှင်းပြပေးထားရအောင်နော် potential for harm ပေါ့ဒါဒီဆေးတောက်လို့ရှင်ဟိုကိုယ့်ကဒီတိုင်းမပေးလိုက်လို့ဒီဆေးတောက်လိုက်တယ်ဆိုလို့ရှင်ဒီဆေးက antigen ရှိနိုင်တယ်နော် antigen ရှိနိုင်တယ်ဒီတောက်တဲ့လူနာကိုထိခိုက်နိုင်တယ် ဘယ်လိုထိခိုက်နိုင်တာလဲဆိုတော့ the drug is not safe for use ပေါ့နော် except the under supervision of a licensed physician ဆိုတော့ဒီဆေးကဒီဒီဆေးကပေါ့နော်ဒီလူနာတောက်လိုက်တယ်ဆိုလို့ရှိရင်ဒီယောဂအတွက်အဆင်ပြေလားမပြေလားဆိုတဲ့ဟာဒါဆရာဝန်ကြီးဆက်ဆေးပြီးမှသာလေဒီဆေးကိုညွှန်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီဟာလေးကတော့အဆင်ပြေတယ်နဲ့အရင်လူနာလည်းအဆင်ပြေပြီးဒီလူနာမှာတော့လည်းအဆင်ပြေနိုင်တယ်ဆိုပြီးတော့ပေးလိုက်တယ်ဆိုလို့ရှိရင်တော့အဲ့တော့ဒီလူနာလည်းမတည့်ဘူးဆိုရင်ထိခိုက်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဆေးကကျတော့ဒီ OTC ဖြစ်မနေဘဲနဲ့ပြောဆိုရှင် only ဖြစ်နေတဲ့အကြောင်းအရတော့ပထမတစ်ချက်ကတော့ဒါ NDA ရှိလို့ပေါ့ဒီစေးတောက်နေဆိုလို့ရှင် NDA ဖြစ်နိုင်တယ်နော်နောက်တစ်ခုကကျတော့ need for diagnosis ဆိုတော့ diagnosis ဆိုတာကတော့ယောဂါတက်မှတ်တာနော်ယောဂါနာမည်ကိုတက်မှတ်တာပေါ့နော်ဒီလူနာကတော့ဘာဖြစ်နေရလဲစီးကျိုးဖြစ်နေရလားဒီလူနာကတော့တွေးလို့ဖြစ်နေရလားဒီလူနာကကင်ဆာဖြစ်နေရလားဆိုတဲ့ဟာတွေကြတော့ဆရာဝန်ကစမ်းတက်ပင်တွေးစစ်မယ်အဲ့ဟာတွေအားလုံးပြီးပြီဆိုရင်ညာကဒီ diagnosis ကိုသိရတဲ့အတွက်ကြောင့်မလို့ diagnosis ကိုတိဖို့လိုအပ်တယ်။နော် diagnosis ကိုတိဖို့လိုအပ်တယ်ဆိုတော့ဒါကြောင့်မို့ diagnosis ကိုတိချလေးတိပြီဆိုရင်ညာမှာဒီဆေးကိုညွန်ပေးလိုက်တာမျိုးပေါ့နော်။အဲ့မှာသွေးကြဆေးတို့ဆီးကြိုဆေးတို့နော်ပြီးလို့ရှိရင် infection ဖြစ်တယ်လို့ဒီတုတ်ဝေးရနေပိုတားဆိုးပြီးတော့မှာပေါ့နော်။အဆုတ်ပွားတဲ့နမိုနီးယားရဲ့အထိပါရောက်သွားတယ်ဆိုလို့ရှိရင်เนาะဒီလိုမျိုး infection တွေအတွက်ကိုတေချာဆန့်တက်မယ်သွေးစစ်ပဲပြီးရင်ညမှာဒီ protocol တွေပေးရမျိုး ပြီးလို့ရှိရင်သွေးတိုးရဲဆိုလို့ရှိရင်လည်းသွေးကြေးပေးရမျိုးသွေးစင်မလာရင်စီဂျူကတက်မတက်ဆိုတာသိတိုင်းတာเนาะအဲ့တော့အဲ့အရာလေးကိုဒီစီဂျူစီပေးရမျိုးတွေကတော့အားလုံးကဒီ diagnosis လိုအပ်တယ်ဒါကြောင့်မလို့ diagnosis လိုအပ်ပြီးမှလာရင်ပေးရတဲ့စီတွေကတော့ prescription only drug ထဲမှာပါနေတာပေါ့เนาะ potential for abuse or dependency နောက်တစ်ခုကကြတော့ဒီဈေးဒီဒီတတိယအချက်ပေါ့เนาะဒီတတိယအချက်ကဘာလို့ဆိုလို့ခြင်းတာလဲဆိုတော့ဒီဈေးတောက်တယ်ဆိုလို့ရှိရင်ဆွဲသွားနိုင်တယ်ပေါ့လူနာရရနေပြီးတော့ဆွဲရနိုင်တယ်ဒီဈေးကို ထခါတာကတောက်ချင်တယ်ဆွဲနေရပြီးတော့ဒီဈေးပေါ်မှာမိခိုးနေမယ်ဒီဈေးမပါရင်မရဘူးအတက်ရှင်ကအဆင်မပြေဘူးဆိုတော့ဟာမျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ဒီဈေးက prescription only drug တွေထည့်ထားပါတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ဟိုအိတ်ဈေးတွေနော်အိတ်ဈေးတွေပါဆိုရင် diazepam တို့အဲ ibrazolan တို့ရှိရပါတော့အဲအဲ့ဒီဈေးတွေကကျတော့ကိုယ့်အကိုကိုယ့်အကိုဝယ်တောက်မယ်ဆိုလို့ရှိရင်ဝယ်တောက်လို့မြင်အောင်အဲ့တော့ဝယ်တောက်လို့ရတယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့ ကွာပတ်စံရှိလို့တော့ဝယ်ထားမယ်ဝယ်ပြီးတော့မှကိုယ့်ဘက်ကိုအိတ်စီတောင်းနေမယ်တရက်တရက်တစ်လုံးတောင်းရတယ်နောက်ကျရင်တရက်ကိုနှလုံးတောင်းမယ်သုံးလုံးတောင်းမယ်အဲ့လိုမျိုးတွေပုံပေါ်ပြီးတောက်လာတဲ့အင်ကြာမှာလူကပုံပြီးတော့မှအိတ်ကျော်တာမျိုးတွေဒီစေးပေါ်မှာမိခိုးတာမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒါကအန်ဒီရှိရပေါ့ဒီလူနာအတွက်ဒါကြောင့်မလို့ဒီစီးရီးယားတာမြင်တချို့တာမြင်တဲ့စီးရီးယားကျတော့ဒီဆရာဝင်ရဲ့လက်မှတ်ပါမှာရောင်းပေးရတဲ့စီးရီးဖြစ်သွားတာပေါ့နော်အဲ့တော့၃ချက်ကိုမှတ်ထားမယ်နော်လူနာအတွက်ကို န်နေရဖြစ်စေနိုင်တယ်။နောက်တစ်ချက်ကကြတော့ diagnosis လိုအပ်တယ်။နောက်တစ်ခုကကြတော့ဒီဆေးတောက်လို့ရှိရင်ဆွဲသွားမှာဆိုလို့နော်။အဲ abuse ပေါ့ abuse ဆိုတာကကြတော့ဒီဆေးကိုဆွဲပြီးတဲ့ dependence ဆိုတာကကြတော့ဒီဆေးပေါ်မှာမိခုံနေတဲ့အဲ့လိုမျိုးဖြစ်မှာဆိုလို့ဒီဆေးတွေက prescription only တွေကိုထည့်ထားတာဖြစ်ပါတယ်။ prescription drug တွေတော်တော်များပါလေဆိုလို့ရှိရင်ဘောနော်ဆိုတော့ antibiotic လို့ခေါ်တဲ့ potassium တွေဖြစ်မယ်။ပြီးရင်တော့ control medicine ဆိုတာ ထိန်းချုပ်ထားတဲ့စီးတွေပေါ့နော်အဲမြန်မာမှာတော့တာမြင်စီးလို့လည်းခေါ်ကြတယ်တချို့ကျတော့လည်းထိန်းချုပ်ထားတဲ့စီးတွေပေါ့ဆရာဝန်လက်မှတ်ပါမှာဝယ်လို့ရတယ်ဒီ AC တွေ and Ebrazolan တို့ Diazepam တို့ပေါ့နော်အဲဟာလေးတွေကကျတော့ဒီဒီ prescription only drug တွေဝင်သွားမယ်နောက်တစ်ခု injection ပေါ့ထိုးဆေးတွေနော် ထိုးဆေးတွေကဟုတ်တယ်ဒါကပုံမှန် customer တွေပုံမှန်လူနာတွေကအကုန်ထိုးဖို့ဆိုတာဖြစ်နိုင်အောင်နော်အဲအဲ့လိုမျိုးထိုးဆေးတွေမှာဆိုလို့ရှိရင်ဒါက prescription only drug တွေဖြစ်ပါတယ် drug label with prescription only လို့ရေးထားเนาะ prescription only တောင်မလို့ရှင်လဲဒီမှာပုံလေးမှာပြထားတဲ့ rx only လို့ရေးထားတယ်ဗောနော်အဲအဲဟာလေးပါတဲ့ဟာအားလုံးဟာကိုယ်တဘောနဲ့ကိုရောင်းလို့မရပါဘူး otc ဈေးတွေမဟုတ်ပါဘူးဒါ prescription drug တွေဖြစ်ပါတယ်သတိထားရမယ်เนาะအဲဒီ okay အဲ့တော့ဒီနေ့ lesson လေးကတော့ဒီလောက်ပါပဲเนาะတော့ပါပဲနောက်ထပ် lesson မှာဆိုရင်ဆိုတော့အသေးစိတ်ပြောမယ့်ဟာက pain and fever medicine လို့ခေါ်တယ်ဒီဖြားနာတာမျိုးကြိုက်ခဲတာမျိုးရှင်းကြလို့ရှင်တော့ရဲဆေးတွေကိုဆိုတော့ dose နဲ့ပြီးလို့ရှင်ဒီဟာရဲ့ဆေးအကြောင်းလေး side effect တွေကိုအတိတ်စိတ်ကြပြတာမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သင်ခန်းစာမှာပြန်တွေ့ကြပါမယ်နော်